ျွန်တော်တို့ကတော့ခင်းနေပြီးပြည်သူလက်မြောက်ရေးတက်မတော့ကြားလို့ဆက်လက်နဲ့ခဲန်ထုတ်လို့ရေးတက်ဖွဲ့ရဇဲပေါ်များပဲဖြစ်ပါတယ်2025ခုနှစ်မတ်လ28ရက်နေ့နေ့လယ်12:55မိနစ်ကနေပြီးတော့စပြီးလှုပ်တဲ့ငလျင်ကြောင့်မြမပြည်မှာတိုက်တွေပြူဖျားသောင်းတွေပြူနော်နောက်ပလီတွေပြူပေါ့နော်ဘာသာပေါင်းစုံလူမျိုးပေါင်းစုံကလူတွေတည်ကြည်ပြည့်စည် ခုထိပျောက်ဆုံးနေတာကိုသိရှိရတဲ့အတွက်သူရဲ့ဝမ်းနဲ့စိတ်မကောင်းဖြစ်မိပါရဲ့ကျွန်တော်တို့တွေကပြည်သူကပေါက်ဖွားလာတဲ့ပြည်သူသားသမီးတွေဖြစ်တာကြောင့်ပြည်သူတွေထိခိုက်တာကျွန်တော်တို့ကိုထိခိုက်တာပဲဖြစ်ပါကျွန်တော်တို့ပြည်သူများနဲ့အတူတူဝမ်းနဲ့ခြေခွဲသွားအတူရှိနေပါရဲ့ပြည်သူများနဲ့အတူရပ်တည်နေသောဒီနေရာကနေပြောလိုပါရဲ့ပြည်သူတွေအတွက်စူတောင်းဆိုတဲ့ကြံစည်တစ်ပုဒ်နဲ့ကျွန်တော်တို့ခွန်အားပေးစင်ပါရဲ့ စုတော်လူတက်ဖို့ပစ္စည်းစုံရှိပြီးလူငယ်ဖို့ပစ္စည်းစုံမရှိတဲ့ငါတို့အတိုင်းကြီးစင်ွေလဲနာရပါတယ်ငလျင်ဘေးကြောင့်လူထောင်ချီတေလို့လူထောင်ချီရှာမရသေးပြည်သူဗန္နာငွေနဲ့ဝယ်တဲ့လျင်တွေပြည်သူတွေတက်ဖို့ပဲအသုံးချစုပ်ပတ်တဲ့ဘဝမှာမလုံရဲတာဘာမှမရှိတဲ့ ။သခိုင်းမှာတရားကြီးပြိုတယ်။မန္တလေးမှာနမ်းမြို့ကြီးပြိုတယ်။လမ်းတွေတိုက်တွေအဆောက်အဦတွေမြေပြင်မှာပြိုးလို့မန္တလေးပြည်သူတွေမျက်ရည်လွှမ်းခလန်းလန်းကိုကြည့်တော့အင်းလေးကဖောင်တော်ဦးအောင်မန်းပါမြို့လုံးဒီပါရှိုးရယာမြေပေါ်ကတိုက်သစ်ကြီးအောင်ပါလဲကျွန်တော်တို့ပြည်သူတွေအသက်ပျောက်ခဲ့ရတယ်မန္တလေးမှာ မဆိုးရင်တိုင်ဟောင်းပြိုတယ်သခိုင်းမှာတရားကြီးပြိုတယ်ထို့နောက်ထို့နောက်ထို့နောက်ညားစွာပြိုခဲ့တယ်ထို့နောက်ပလီတွေလည်းပြိုတယ်နောက်အိမ်တွေစိုင်းတွေလူမျိုးစုံဘာသာစုံကြားငိုကြွေးတဲ့တွေကိုညံလို့အနစ်ထုတ်တော့ဒီငလျင်ဟာ တနိုင်ငံလုံးနေပါအထီနာခဲ့ပါတယ် မဲနေသူတွေမြင်နေပါလျက်နဲ့ထူမပေးနိုင်တဲ့အခါကျွန်တော်တို့မှစင်နာရပါတယ်ဒီကဘာမှာသောကပဲစပေးတဘာဝဘေးရေသာလူသားဆန်သောစိတ်များထွန်ကားကြပါစေလူသားဆန်သူများပေါ်ထွန်းကြပါစေဘာဝပဲစပေးတဲ့များမှလွန်မြောက်ကြပါစေစာနာရှင်စနစ် ကဘာပေါ်မှာချုပ်ငိမ့်ပါစေမြမပြည်အပြည့်အစုံငြိမ်းချမ်းပါစေโอเค